ခတ်ခဲ့တယ်။အဲတအိမ်လုံးစာကိုကျွန်တော်တို့အမျိုးဖြစ်တဲ့အတွက်ဝယ်စားလို့ရတယ်ဆိုပေမဲ့တရေမဟုတ်တော့ကျွန်တော်တို့မလွယ်ပါဘူးခင်ဗျာ။အဲ့ဒါကိုတော့ဒါ တချို့လူတွေအားလုံးလည်းသိမယ်ထင်ပါတယ်။အတိုင်းတိုင်းမှာလူတယောက်ကိုပဲမိခုပ်ပြီးတော့အဲစားနေရတဲ့သူတွေလည်းအများကြီးရှိသလိုပေါ့နော်။အခုလိုမျိုးခက်ခဲနေတဲ့အချိန်မှာအများစားယူအပြင်မှာဝယ်စားလို့ရှိရင်လည်းဒါဝယ်စားဘူးတဲ့သူတွေတော့သိမှာပါခင်ဗျာ။ကျွန်တော်တို့ပုံမှန်ဝန်ထမ်းလည်းလှုပ်လှစားကတော့ကျွန်တော်တို့တယောက်မှဒီမောဟာဆိုလို့ရှိရင်လောအားကပေါ့နော်။9000နဲ့အထက်ပေါ့နော်။အဲ့လောက်ပဲရပါတယ်။အဲ့ဒါကြောင့်မလို့ဒီထမင်းဟင်းလေးတွေလိုအပ်တယ်ပေါ့နော်။လူနိုင်လို့ရှိရင်လို့ရှိရင်ဟုတ်ကဲ့။ဒါဆိုရင်ကျွန်တော်တို့အိမ်ရှိတောင်ရွာတဲ့ဟို ဓာတ်ရကျွန်တော်ဘောင်ကျိုးကြီးကနေဓာတ်ရဝင်တဲ့ဒါဝင်ပေါက်ကြီးပေါ့ဗျာဝင်ပေါက်ကြီးပါလို့ဒါရွာထဲကိုဓာတ်ရိုက်သွားတာဒီရေပြင်ဟာဖြင့်ဒါရွာထဲကိုဓာတ်ရိုက်သွားတာပါအဲအခုမြင်နေရတာအာရွာပါဗျာရွာပါအာဒီရေကအဲ့ကိုရွာထဲကိုဓာတ်ရိုက်ကျွန်တော်တို့ကြွားနေရပါဒီပေါက်ကြီးကဒီပေါက်ကြီးပါပဲဗျာပြီးခဲ့တဲ့ ရာသီနှောင်းကကျွန်တော်တို့ကြိုးထားတဲ့အပေါက်ကြီးဖြစ်ပါတယ်လို့ဟိုရေဒီမပေးရသေးပါဘူးခင်ဗျအားကြောင့်လည်းကျွန်တော်တို့သီးနှံနေရာအဲ့တုန်းကလည်းသီးနှံတစ်ခါဆုံးရှုံးဟူလဲသီးနှံနေတစ်ခါထပ်ပြီးရောဆုံးရှုံးရပါတယ်လို့နှမ်းနေဆိုလဲဧကာပေါင်းများစွာဆုံးရှုံးရပါတယ်ပြောင်းနေလဲကျွန်တော်တို့ဒီမှာဒါမြင်တဲ့အတိုင်းပါပဲဒါပင်လေကြီးကိုဖြစ်လို့ပေါ့ဗျအကုန်ပင်တွေဝါကုန်ပါပြီစတင်ပြီးတော့ကျွန်တော်တို့နောက်ထပ်၂ရက်၃ရက်လောက်ဆိုရင်တော့ကျွန်တော်တို့ဒါတွေကအကုန်လုံးညှို့ချောက်သွားမှာဖြစ်ပါတယ်သက်ဆိုင်ရာလူကြီးမင်းများ ီဗီဒီယိုလေးကိုမြင်ဖြင့်ကူညီပေးကြပါလို့ကျွန်တော်ဒါအင်ရှိတော့ဒီလေးမှာဆိုရင်28ရက်မေလ28ရက် ဖြစ်ပါတယ်ညနေခင်းပိုင်းကျွန်တော်တို့ဘဏ္ဍာရီလဲ6နာရီခွဲပါပြီလို့အဲဒီမှာရေတလင်းလင်းနေပေါ့ဗျာဒါရွာတဲ့ဦးစီးစင်းဝင်နေတဲ့ပင်မပြွန်ပေါကြီးဖြစ်ပါတယ်လို့ အများဆုံးလေးလာရောက်ပြီးတော့သဆိုင်သူများအားလုံးလာရောက်ပြီးတော့ဆောင်ရွက်ကျမတို့အိမ်လေးရတာကွာတော့ဗိုလ်တန်းစိုးမြင်ပါသေးလို့ပဲဆုတောင်းပါတယ်ကျမတို့အိမ်လေးအကုန်လုံးမြုပ်နေပါပြီဗိုလ်တန်းစိုးတွေ့ပါသေးမြင်ပါလေတရားမကြီးတော့ตาလေးရတော့ပကကလေးပေါ်မှာထိုင်နေပါတယ်ဟာမဟုတ်ဘူးကျွတ်တော့ညီမလေးလာပြောနေပါတယ်လို့ဒီမှာကျွတ်တော့ညီမလေးလာပြောနေပါတယ်လို့အိုးဗိုလ်တန်းစိုးတွေ့ပါသေးလို့ဒီမှာရေတွေလည်းမြုပ်နေနေကြရလည်းမကြီးတော့ဘူးလို့ အစ်လာမြင့်ပေးပါလားမမြင့်ပေးဘူးလားလို့လက်သမားလက်သမားအစ်လာမြင့်ပေးပါလို့ကျွန်မတို့အင်ဂျင်မြုပ်နေပါပြီလို့ဒီမှာသူကဒီမှာကြည့်ပါအောင်ကျွန်မတို့ရေခမွေးပြောသားမိလာတော့ပြည့်ပြီကလုံးမြုပ်နေပါပြီလို့ဒီမှာအေးလာကြည့်ဟိုင်အေးပါရောင်းလာကြည့်ရေအေးမတ် န်းလေရေလေးဆိုတဲ့လို့အကျွန်တော်တို့ရဲ့ကပြဲရွာကြီးဖြစ်ပါရဲ့အာဒီမှာဒီမှာကြီးဒီမှာကြီးပါခင်ဗျာဒီမှာကြီးကျွန်တော်တို့ရဲ့ကပြဲရွာကြီးဖြစ်ပါရဲ့ဗျာဒီမှာကြည့်ကြပါရေတွေတက်နေတာအင်းဒီပေါ်မှာနေလို့မရလို့ပါဒီမှာကြည့်ကြပါဦးဒီမှာလေလေးပေါ်မှာနေရပါရဲ့ဗျာကြည့်ကြပါကြည့်ကြပါဒီမှာကြည့်ကြပါကဲဒီမှာပုဂလေးမျိုးနဲ့အေးအကြီးရောအုပ်စုကနောက်ရကျော်ကြီးကျေရွာအိမ်လေးတွေကိုကြည့်ပါတော့အိမ်တွေအကုန်မြုပ်နေပါပြီတရွာလုံး ကဲမရေမြေပြင်ရလို့ပြောရေပြင်နေဖြစ်နေပြီတော့ဗျာငါကြည့်ကြပါလို့ဒီမှာဒါရမိရဖားရဲ့မိမပါခင်ဗျဟိုမှာတာဝန်ရှိတဲ့လူတွေကတော့လိုက်လံပြီးတော့ဗျာကုန်းပြင်းတဲ့နေရာလေးတွေကိုရွှေပြောင်းဝင်နေပါတယ်ဒီမှာကျွန်တော်တို့အခွဲတွေရနေပြီးတော့ဗျာလိုက်လံပြီးတော့ဗျာအဲဒီမှာကုန်းပြင်းတဲ့နေရာကိုကျွန်တော်တို့တက်နိုင်လောက်ကလေးတွေလိုက်ပြီးရွှေပေးနေပါတယ်အဲရဲရွာကြီးကိုလည်းကြည့်ကြပါလို့ရေပြင်းနေဖြစ်နေပါပြီခင်ဗျာ အဲ့ဒီမှာကျွန်တော်တာဝန်ရှိတဲ့လူတွေအားပြီးတော့လိုက်လံပြီးတော့ရွှေ့ပြောင်းပေးနေပါဗျာ ားအလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကိုလာလာမိကြတဲ့မိကုံလေးဖြည့်ပေးချင်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့မုံအာမာပေါ့နော်ရေကြီးနေရဆိုတာဟုတ်ပါသလားဆိုတာလေးဖြည့်ပေးချင်ပါတယ်ခင်ဗျာကျွန်တော်တို့မုံအာမာကမိုး3ရက်လောက်ပေါ့နော်အဲကောင်းကောင်းရွာသွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့မိုးရေရေနောက်ပြီးလို့ရှိရင်ကျွန်တော်မိုးများတော့ပေါ့နော်ဆယ်ရေလည်းကျလာတာဖြစ်တဲ့အတွက်ဒါရေတော်တော်များများပေါ့နော်တချို့ရက်ွက်တွေမှာရေကြီးရမျိုးဖြစ်နေပါတယ်ခင်ဗျာ ါကျွန်တော်တို့ပေါ့နော်အရင်ကဆိုလို့ရှင်ဒါမိုးရေဆိုလို့ရှင်တော့ဒါဘယ်လိုပြောမလဲရွာပြီးလို့ရှင်ခဏနဲ့ခန်းသွားတာမျိုးကြာသွားတာမျိုးရှိရပေါ့နော်အခုကတော့ဒါရေအားလေးရတယ်နည်းနည်းလေးကြံ့ပြီးတော့များနေသေးတာဆိုတော့ပေါ့နော်တချို့ရက်ွက်ဒီမှာဆိုလို့ရှင်ဒါထမင်းစားဖို့အတွက်ပေါ့နော်ဒါထမင်းချက်ဖို့ချက်လို့မရတာတွေပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်နေပါတယ်ရေစီးရလည်းတော်တော်လေးများတယ်ပေါ့နော်ရေစီးလည်းတန်တယ်လို့ပြောလို့ရပါတယ်ခင်ဗျာကျွန်တော်ဒီကနေ့တော့ဒါအောင်ရထနာရက်ွက်ကိုပေါ့နော်ဒါရေ များနေရလို့ပြောလို့မို့သွားကြည့်ရပါတော့အရင်ရက်တည်းဟာဆိုလို့ရှိရင်တော့ကျွန်တော်လည်းသတိမထားမိဘူးပေါ့နော်အဲဒီတိုင်းပဲဒါခဏလေးနဲ့ပဲကြာသွားမယ်ထင်လို့မို့ပေါ့နော်ဒါဒီတိုင်းပဲနေခဲ့ရပါတော့အဲဒီကနေ့တော့အမားတယောက်ကပေါ့နော်ဒီလိုမျိုးသမင်းချက်စားလို့မရတဲ့ရက်ွက်တွေကိုသူကသမင်းတုပ်လေးတွေလိုက်ဝေးတာပေါ့နော်လိုက်လူပေးတာလို့ ပြောရင်းနဲ့စကားဆက်မြင်ရင်လည်းဒါတော့ကြည့်ကြတာပေါ့နော်တကယ်လည်းဟုတ်တယ်ကျွန်တော်တို့ဒူးပေါ့နော်ဒူးအထက်ဒီပေါ့နော်ဒါတော်တော်များများအဲ့လိုမျိုးနေရာတွေမှာဝင်နေရပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့အောက်ထက် ပေါ့နော်တော်တော်မြင့်ရေအမြင့်ရောက်နေတာဖြစ်တဲ့အတွက်ထမင်းချက်စားဖို့ကတော့လုံးဝမလွယ်ဘူးပေါ့နော်ရက်ွက်တော်တော်များများလည်းကျွန်တော်ဒီရေပေါ့နော်ဒီရေတက်နေရလို့ကြားပါတယ်ခင်ဗျာဒီနေ့ကျွန်တော်သွားခဲ့တာကတော့ထထောပေါ့နော်ဒါအောင်ရတနာရက်ပါကျွန်တော်ကြားရလို့ရှိရင်ကျွန်တော်အင်းဆက်ကိုမှကျွန်တော် တို့ဈေးကြံဘတ်တွေလည်းကြားရပါတော့။နောက် ပြီးလို့ရှိရင်ကျွန်တော်တို့နန္ဒဝင်ဘတ်တွေလည်းရေးတက်နေရလို့ကြားပါရခင်ဗျာ။တည့်တည့်တွေရှိလို့ရှိရင်လည်းဒါဝင်ပြီးတော့ဖြည့်ပေးပါအောင်။ဒါကျွန်တော်တို့ဒီဘတ်တွေကတော့ရေးတက်တာဖြစ်တဲ့အတွက်အဓိကလိုအပ်တာကတော့ထမင်းဟင်းချက်စားဖို့မလွယ်တဲ့အိမ်ကြီးအတွက်ပေါ့နော်။ထမင်းဟင်းတုပ်လေးတွေပေါ့နော်။ဒါဝိုင်းဝန်းကူညီပြီးတော့လူပေးမယ်ဆိုလို့ရှိရင်အဆင်ပြေပါရခင်ဗျာ။ အကူတန်းကိုကြပါတော့ဒါသွားလှူခြင်းနဲ့ဆိုလို့ရှိရင်လေဒါကျွန်တော်တို့ဒီတက်တဲ့ရက်ွက်လေးတွေကိုစုံစမ်းပြီးတော့ဗောနော်ဒါကိုတိုင်းကိုကြသွားလှူလို့ရပါတယ်ခင်ဗျာအကျွန်တော်ကတော့ကျွန်တော်တို့ဒီဗောနော် အမားတယောက်ဗောနော်နဲ့တိုင်ပင်ပြီးတော့ဗောနော်သူကလည်းဒါပုံမှန်ချက်ပြီးတော့ဒါနှစ်ရက်ရှိပြီဗောနော်လှူနေတာဖြစ်တဲ့အတွက်အဲ့အမားကိုပဲကျွန်တော်ကဝိုင်းလုံရင်းနဲ့ကျွန်တော်တို့လည်းအလူငွေထည့်ပြီးတော့ဗောနော်ဒါဝိုင်းချင်ရင်းနဲ့လှူပေးมาဖြစ်ပါတယ်ခင်ဗျာအထမင်းဟင်းဖြစ်တဲ့အတွက်ကျွန်တော်ကိုတိုင်းလေးဗောနော်ဦးစီဦးဆောင်ပြီးတော့ဒါ မလုံမလုံနိုင်ဘူးပေါ့နော်အပေါ်မှာလည်းပြောလို့ရှိရင်မလုံနိုင်တာဖြစ်တဲ့အတွက်ဒါတမင်ဟင်းချက်တဲ့သူပေါ့နော်ရက်ရက်ွက်ထရေသူတွေနဲ့ပေါ့နော်ပေါင်းချက်ပြီးတော့ကျွန်တော်တို့တန်းနိုင်တဲ့လူပြေးမှာဖြစ်ပါတယ်အရေအားတော့ကျွန်တော်တို့ ဘယ်နေ့ပြန်ကြမလဲတော့မသိဘူးပေါ့နော်ဒါစောင့်တော့စောင့်ကြည့်အောင်ဖြစ်ပါတယ်ခင်ဗျမိုးထက်မရွာလို့ရှိရင်တော့အကြာကြီးတော့မကြမကြလောက်ဘူးထင်တယ်ပေါ့နော်မိုးဆက်မရွာပါစေနေဘယ်ဆူတောင်းအောင်ပါပေါ့နော်အမြင်တဲ့အတိုင်းပဲရေစီးဆိုလို့ရှိရင်လည်းတန်နေပေါ့နော်ရေစီးလည်းတန်နေနောက်လို့ရှိရင်ရေရလည်းတော်တော်လေးမြင့်နေပေါ့နော်အခြေအနေကတော့အခုချက်ချင်းကြီးတော့ကြားဖို့တော့မမြင်သေးပါဘူးခင်ဗျအဲ့ဒါကြောင့်မလို့ပေါ့နော်အဲသွားပြီးတော့လှူချင်တဲ့သူတွေရှိလို့ရှိရင်လည်းရက်ွက်လေးလေးလိုက်စုံစမ်းပြီးတော့ပေါ့နော်နေစရာလေးတွေဝိုင်းကူပြီးတော့လှူပေးကြဖို့အတွက်တိုင်ပါပါတယ်ခင်ဗျ အဲအဓိကကျွန်တော်တို့ဘောနော်ဓမင်းဟင်းဘောနော်ချက်စားလို့မလဲလေဖီအားနေရဝန်မုံတိုင်းငယ်ဖြစ်သူရောက်မြန်မာနိုင်ငံတဝန်မိုးရွာသွန်းမှုနှင့်ရေကြီးမှုတတိပေးဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့်လေဖီအားနေရဝန်သည်မုံတိုင်းငယ်ဖြစ်သူရောက်ရှိခဲ့ပြီးမုံတိုင်းငယ်၏အရှိန်ကြောင့်မြန်မာနိုင်ငံတဝန်မိုးရွာသွန်းမှုနှင့်ရေကြီးမှုများဖြစ်ပေါ်နိုင်သည့်အတွက်တတိပြုရန်စစ်ကောင်စီမိုးစလားဌာနကတတိပေးထားသည် ယနေ့မေလ26ရက်နနက်10နာရီအချိန်တိုင်းထွာချက်အရဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသည့်အာကောင်သောလေဖိအားနှင့်ရဝန်သည်ပုံမူအာကောင်လာက မုန်တိုင်းငယ်ဖြစ်သို့ရောက်ရှိခဲ့ကြောင်းမိုးစလားကဖော်ပြသည် မုန်တိုင်းငယ်၏လက်ရှိအခြေအနေသည်မြန်မာနိုင်ငံဘက်သို့ဥတီရွှေလျားမြေအခြေအနေမရှိသဖြင့်အဝါရောင်အဆင့်တက်မှတ်ထားသည်အဆိုပါမုန်တိုင်းငယ်သည် နောက်ဆက်နှစ်နာရီတွင် အာကောင်သောမုန်တိုင်းငယ်ဖြစ် ပုံမအားကောင်းလာနိုင်ကအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေတို့ကိုစာကာကျွန်းနှင့်ခီပူပါရာမြို့တို့အကြားမှဖြစ်ကျော်နိုင်ကြောင်းမိုးစလကခန့်မှန်းသည်။မုံတိုင်းငယ်၏အရှိန်ကြောင့်ယနေ့မွန်းလွဲပိုင်းမှဇွန်လ2ရက်နေ့အတွင်း မလင်းတန်တဲ့ဒေတာများပါဝင်မြန်မာတနိုင်ငံလုံးမိုးရွာသွန်းမှုရှိနိုင်ကြောင်းမိုးစလားကအတိပေးသည်မိုးရွာသွန်းခြင်းနှင့်အတူ ရေကြီးခြင်းမြေပြိုခြင်းအပါအဝင်တဘာတုညဘေးများဖြစ်လာနိုင်သည့်အတွက်ကြိုတင်သတိပြုကြရန်မိုးစလားကတိုက်တွန်းသည်လက်ရှိဖြစ်ပေါ်နေသည့်အားကောင်းသည့်လေဖိအားနည်းရဝန်သည်ကုန်းတွင်းကိုဖြတ်ကျော်ဝင်ရောက်တော့မည်ဖြစ်သည့်အတွက်ဆိုင်ကလုံးဖြစ်နိုင်ခြေမရှိတော့ဟုသုံးသက်ကြောင်းမိုးလေဝသဆိုင်ရာ လေလာသူဦးဝင်းနိုင်က ယနေ့နနက်7:40နာရီ40မိနစ်တွင်ညင်းဤလူမှုကွန်ရက်တွင်ရေးသားထားသည်ကုန်းတွင်းကိုဝင်ရောက်ပြီးဆက်လက်ရွေရှားမဲ့လမ်းကြောင်းအရမုံတိုင်းအကျဉ်းကျန်တိမ်တိုက်တွေဟာသခိုင်းတိုင်းအထက်ပိုင်းနဲ့တချင်ပြည်နယ်ကိုဥတီရွေရှားနိုင်မှာဖြစ်တဲ့အတွက်ချင်းတွင်းမြဖြားပိုင်းနဲ့အေရီမြဖြားပိုင်းတွေမှာမိုးများရာမှမိုးအလွန်များမဲ့မိုးရေချိန်တစ်ဆက်လက်မှတ်ကျော်အထိရွာနိုင်ပြီး မြဖြားပိုင်းကတဆင့်အောက်ဖက်မြေရေတွေရုတ်တရက်မြင့်တက်လာနိုင်ပါတယ်ဟုဦးဝင်းနိုင်ကအတိပေးသည်